ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိမ့်မြို့အထကဟောင်းလိမ့်နိုင်ကျောင်းစာကြီးတိုင်းများဖွံ့ဖြိုးတိုးတက်ရင်းနှင့်စားပတ်စိန်မြင့်တင်ရေးပွဲတော်စုပွေးပွဲခန္ဓာကိုနိုဝင်ဘာ20ရက်မုံလွဲ2နာရီကကျင်းပပြုလုပ်ခဲ့ပါတယ်။ ဥစွာအထကဟောင်းလေးចောင်းသားចောင်းသူများကအာအခရာအောင်ပါစေတခြင်းဖြင့်တည်ဆူဖွင့်လင့်ပြီးရှက်ပြည်နယ်အရှိပိုင်းပြန်စားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဥအားပြေခေါ်ဥအေးမောင်ကအမှားစကားပြောကြားခဲ့ပါတယ်။ဆက်လက်၍လူငယ်စကားဝိုင်းကိုဆက်လက်ခြင်းပါရာ ခရိုင်ပြန်စားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေးအေးလက်နှင့်တောင်းသားចောင်းသူများကလူငယ်နှင့်စားပြီးလူငယ်နှင့်ဆိုရှယ်မီဒီယာလူငယ်နှင့်ဇာတိတာ လူငယ်နှင့်အားကစားလူငယ်နှင့်အနာဂတ်လူငယ်နှင့်အောင်မြင်ရေးအကြောင်းများကိုဆွေးနွေးခဲ့ကြပါတယ် ထို့နောက်အထကဟောင်းတဲ့ចောင်းသားចောင်းသူများကမာလီလက်ခတ်တန်တခြင်းနှင့်ထာဝရသစ္စာတခြင်းများဖြင့်ကပြဖြောပြင်း၍မြို့နယ်စာရေးဆရာတင်ဥက္ကဋ္ဌဥလှထီးကစာပေဟောပြောကစဖက်စွန်းရီပြိုင်မွေပုံမြင်ပြောပြိုင်မွေကြပြရုပ်ပြိုင်မွေစသည်ကာယညာနာပြိုင်မွေများတွင်စုရចောင်းသားចောင်းသူများအားစုများပေးရခြင်းမြင်ပြီးအထကဟောင်းလေးចောင်းသားចောင်းသူများကဆယ်ယုံမခအိုးစီတန်အကဖြင့်ခံအနာကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည် 2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ခြင်းပါမီပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲတွင် အသက်18နှစ်ပြည့်ပြီးသူတိုင်းမဲပေးခွင့်ရှိစေရန်နှင့်မဲစီရင်များပြည့်စုံမကန်စီရန်ရည်ရွယ်၍ဒုတိယအကြိမ်မဲစီကထားခြင်းကိုရှင်းပြနေအရှိပိုင်းမိုင်းဆက်မြို့နေ၌ယနေ့နေ့နဲ့8နိုင်မှစ၍သက်ဆိုင်ရာရက်ွက်ကြေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကထားကြေညာထားကြောင်းသိရပါသည်အဆိုပါမဲစီရင်များကထားကြေညာရာနေရာများသို့ခရိုင်စီမံခန့်ခွဲ းနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးညင်ကြီးတွင်ခရယာရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းအတွင်းမှဥမောင်ချိုးနှင့်ခရယာရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းများမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းဥက္ကဋ္ဌဦးထွန်းလင်ဦးနှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းဝင်များကမဲဆန္ဒရှင်များ၏မဲစည်းရင်လာရောက်ကြည့်ရှုနေမှုများကိုလိုက်လံကြည့်ရှုဆက်စည်းခဲ့ကြကြောင်းသိရှိရပါသည် မိုင်းဆက်မြို့နေ၌ရက်ကွက်၉ရက်ကွက်နှင့်ကြည်ရွာအုပ်စု၂၆အုပ်စုရှိပြီးမဲဆန္ဒရှင်များအနေဖြင့်မဲဆင်းများကိုလာရောက်ကြည့်ရှုပြီးမိမိအမည်မဲဆင်းရင်တွင်မပါဝင်ပါကပုံစံသုံးဖြင့်မဲဆင်းရင်တွင်အမည်ထည့်သွင်းပြီးရန်တောက်ဆိုခြင်းမပါဝင်သည့်သူများပါဝင်နေပါကပုံစံလေးဖြင့်ကန့်ကွက်ခြင်းမဲဆင်းပါအချက်အလက်များမှာမှားယွင်းနေပါကပုံစံလေးတက်ကဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကိုသက်ဆိုင်ရာ ရက်ကွက်ကြည်ရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင်လိုအပ်သောပုံစံများအခမဲ့ထုတ်ယူ၍ လျှောက်ထားနိုင်ကြောင်းနှင့်ဒုတိယအကြိမ်မဲဆင်းကတ်ထားကြေညာခြင်းကိုနိုဝင်ဘာ22ရက်မှဒီဇင်ဘာ4ရက်နေ့အထိကတ်ထားကြေညာမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။